တကယ်လို့ ကားလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်လာတော့ကြည့်ရှုပါကားအတိုက်ခိုက်အနာစာမရှိသေးရဲကျွန်တော်တောင်းဝန်ယူထားပြီးတော့ကားလေးတွေကိုမိမိစိတ်ကြိုက်စစ်ဆေးခြင်းနဲ့ဆိုရင်လည်းကျွန်တော်ကားညနာရုံးတွေမှာချိတ်ဆက်ပြီးတော့တရားဝင်စစ်ဆေးနိုင်တယ်ယခုလိုမျိုးတတိကျကာလမှာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးရေလိုအေးလိုပန်းလိုချမ်းမြေ့ကြပြီးတော့အေဂျင့်ပျော်ရွှင်ကြပါသေးလို့ဆုမွန်ကောင်းတောင်းပါတယ်ကိုမိုးကားအမှုပညာပြန်လာပါပြီနော်ကဲဆုမွန်ကောင်းတောင်းရင်းနဲ့ကိုမိုးကားအမှုပညာ ားဆေးစင်တာမှာဘလို့ကားလေးတွေကျွန်တော်တို့ဝယ်ယူလို့ရနိုင်လဲဆိုတာကိုကျွန်တော်တို့တစ်ချက်လောက်လိုက်လံပြီးပြသပေးမယ်။ကျွန်တော်စီကဘလို့ဝင်ဆောင်မှုလေးတွေရှိလဲဆိုတာပါကျွန်တော်တစ်ချက်ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်စီမှာကားလေးတွေရောင်းကျင်နေဆိုရင်လာရောက်ရောင်းချလို့ရတယ်။ကားလေးပြန်လာပြီးတော့ဝယ်ယူလို့ရတယ်။ဝယ်ယူလို့ရတဲ့နေရာမှာကျွန်တော်တို့အရစ်ကြဝယ်ယူလို့ရတယ်။ငွေကြံဝယ်ယူလို့ရတယ်။နော်ကျွန်တော်တို့ပြီးသွားရင်ကျွန်တော်တို့အရစ်ကြငွေကြံဝယ်ယူလို့ရတဲ့အပြင်ကိုကျွန်တော်တို့ကားတွေကိုအလဲထက် အလဲထက်တွေဒီပြုလုပ်လို့ရတယ်เนาะကျွန်တော်စီမှာဝင်ဆောင်ပေးတဲ့ဝင်ဆောင်မှုတွေကတော့ကျွန်တော်တို့ကားအလဲထက်ပြုလုပ်လို့ရမယ်ကားလေးလာဝယ်လို့ရမယ်ကားလေးလာလောင်းချလို့ရမယ်ကားလေးအလဲထက်ပြုလုပ်လို့ရမှာဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံးမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးအတွက်အားသာချက်များစွာရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်စီမှာဘလို့ကားလေးတွေရောက်ရှိနေလဲဂျပန်ကားလေးတွေလိုချင်တဲ့သူတွေမိတ်ဆွေတွေဂျပန်ကားလေးရမယ် SKD China brand လေးတွေလိုချင်တဲ့သူတွေရမယ်လုပ်ငန်းသုံးကားလေးတွေ နော်ကျွန်တော်တို့လိုချင်တဲ့သူတွေကျွန်တော်တို့သိန်း900အောက်ကလေးတွေမှာ400ကျော်လေးတွေမှာလိုချင်တဲ့မိတ်ဆွေတွေရရှိမယ်ပြီးတော့ EV ကားလေးတွေကျွန်တော်ဒီမှာအမေးအမြန်းများကြတယ် EV ကားလေးတွေဆိုလို့ရှိရင်နံပါတ်ထွက်ပြီးသားလေးတွေသိန်း600ဝင်းကျင်သိန်း600ကျော်လေးတွေနဲ့ရရှိမလားအ600ကျော်လေးနဲ့ဆိုရင်တရင်းနည်းလောက်ဆိုရင်ကျွန်တော်တို့ဒယန် EV ကားလေးတွေရောက်ရှိဖို့ရှိပါတယ်နော်အပြီးတော့ရင်တော့သိန်း800ဝင်းကျင်ဒယန်ကားလေးတွေကျွန်တော်တို့ဒယန် EV ကားလေးတွေ rich အပြင်ကျွန်တော်တို့330လောက်ရရှိမဲ့ကားလေးတွေအဲမိုင်အားဖြင့်ဆိုလို့ရှိရင်တော့မိုင်200ဝန်းကျင်လောက်ရရှိတဲ့ကားလေးတွေကျွန်တော်ရရှိမှာဖြစ်ပါတယ်เนาะ ဒါကတော့ EV ကားလေးတွေပေါ့နော် EV ကားဆိုရင်လည်းအောက်ပိုင်းမြင်းမြင်းနဲ့ Natta EV လိုမျိုးကားမျိုးတွေလည်းကျွန်တော်တို့ရွေးချယ်လို့ရတယ်။ဒါကြောင့်မလို့ကျွန်တော်တို့စီမှာကားလေးလာဝယ်ယူမယ်ဆိုရင် C ကားလေးရှိတယ်နော် EV ကားလေးနော် Electronic Vehicle ဆိုတဲ့ကျွန်တော်တို့ပုံလန်သွားတက်စစ်ကားလေးတွေရရှိမယ်။အပိတော့ကျွန်တော်တို့စီကားလေးတွေရရှိမယ်စီကားလေးရမယ် EV ကားလေးရမယ်เนาะအစုံလင်းစွာရရှိမှာဖြစ်ပြီးတော့ဂျပန်ကားလိုချင်တာလား SKD ကားလိုချင်တာလား EV ကားလိုချင်တာတနေရာထဲမှာ one stop အနေနဲ့တနေရာထဲမှာကားအမျိုးအစားများစွာကိုကြည့်ရှုနိုင်မယ်ဝယ်ယူနိုင်မယ့်နေရာကိုမိုးကားနုပညာအလဲထက်တွေပြုလုပ်နိုင်မယ့်နေရာကိုမိုးကားနုပညာကားစစ်စင်တာမှာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲအလုံလေးတွေကျွန်တော်တို့ပြန်လဲပြီးတော့ဖွင့်လိုက်တာဒီနေ့9ရက်10လ2025ခုနှစ်ပြန်လဲပြီးတော့ကျွန်တော်သတင်းကျွတ်ရုံးပိတ်ရက်ကတော့ပြီးသွားပြီเนาะရုံးပိတ်ရက်ကျွန်တော်3ရက်ပိတ်ပါတယ်68เนาะ68 ပိတ်ပါတယ်ဒါကြောင့်မို့ဂျုံပိတ်ရက်မှာကျွန်တော်တို့လာအောင်ကြတဲ့အဲဂျုံပိတ်ရက်ကိုဒီနေ့မနေ့ဆိုလို့ရှိရင်လာအောင်ပြီးအားပေးဝယ်ကြတဲ့ကားလေးလာအောင်ကြည့်ရှုကြတယ်ကျေးဇူးတင်ပါတော့အမနေ့ထဲရနေပြီးလာအောင်ကြည့်ရှုကြတယ်ဒါကြောင့်ခုလိုမျိုးအေဂျင့်တာလာတဲ့ညနေခင်းလေးရနေပြီးတော့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကျွန်တော်စီမှာဘလို့ကားလေးတွေဝယ်ယူလို့ရလဲဆိုတာလာရောက်ပြီးတော့ပြသပေးတာဖြစ်ပါတယ်အားလုံးကြော်ရွှင်အေဂျင့်တာယာကြပါသည်ခုလိုမျိုးကာလာမှာပျော်ပျော်ရွှင်ရွှင်နဲ့စီးပွားရေးတွေကောင်းကြပါသည်အဲဒါကတော့မိုးလေးကတော့လက်ချက်လေးရှိသေးတာပေါ့နော်မကြခင်မှာကျွန်တော်တို့ပွင့်လင်းရသည်ပေါ့ ဒါပွင့်လင်းရစီလို့ခေါ်တာပေါ့သတင်းကျွတ်ဆိုတာနဲ့ကျွန်တော်တို့အတိတ်နမိတ်ကောင်းတယ်စီဝိုင်းတွေကောင်းလာမယ်လူမွေးတွေကောင်းလာမယ်ကျွန်တော်ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတော့အတိတ်နမိတ်တွေရတဲ့သတင်းကျွတ်အချိုကာလကနေမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုကြိုဆိုလိုက်ပါတယ်ခင်ဗျာကဲကျွန်တော်စီမှာဘလို့ကားလေးရမယ်ဆိုတော့ဒီလိုမျိုးကျွန်တော်တို့ Toyota Crown လိုကားမျိုးလေးတွေကျွန်တော်တို့ Toyota Series မှာမှဂျပန်ကားလေးလိုချင်တယ်ဂျပန်ကားလိုချင်တယ်ဆိုတော့အမေးအမြန်းများကြပြီးတော့ကျွန်တော် Toyota Series မှာလိုချင်တယ် Toyota Series မှာလိုချင်တယ်မိဘပြည်သူတွေ ဒါလေးတွေကတော့ကျွန်တော်တိတ်ထောင်ကျော်မှာပဲရရှိမဲ့တိတ်ထောင်ဆွန်းပိုင်းမှာပဲရရှိမဲ့ကားလေးဖြစ်ပြီးတော့ကျွန်တော်ဂျပန်ကားတွေမှာလိုချင်တယ်ဆိုရင်တော့တိတ်ထောင်ကျော်မှာပဲရှိသေးတယ်နော်တိတ်နှစ်ထောင်အောက်မှာ Total Rest လို့ကားမျိုးတွေ Total C တွေကခုံသုံးတန်းကားနဲ့ရရှိမှာဖြစ်ပါတယ်အခြားကားလေးတွေကတော့ကျွန်တော်တို့ China brand တွေကနေပြီးတော့ဘယ်လိုကားမျိုးလေးတွေရမလဲဆိုတော့ DFSK ခုံသုံးတန်းထိုင်ကွန်မော်တာ၄လုံးနဲ့ဒီကားလေးတွေကတော့အားသာကြလေနည်းများရနော်3600ကျော်မှာရရှိမှာဖြစ်ပြီးတော့ရန်ကုန်လိုင်စင်ဖြစ်တဲ့ခုံသုံးတန်းဖြစ်တဲ့ရန်ကုန်လိုင်စင်ရလည်းရတယ်ခုံသုံးတန်းလည်းရတယ်ထိုင်ကွန်မော်တာ၄လုံး เนาะကျွန်တော်တို့ဘီစီကားမှာမရှိသေးဘူးပေါ့เนาะအခုနောက်ပိုင်း update update ထွက်တဲ့ကားတွေမှာမရှိသေးဘူးထိုင်ကုန်မော်တာ၄လုံးပါမယ်အလဲရှောက်လန်းပါမယ်ထိုင်ကုန်၃နံနဲ့ရရှိမယ်ကားတွေကိုကျွန်တော်တို့လာပြီးတော့ကြည့်ရှုဝယ်ယူနိုင်တဲ့အပြင်ကိုအခြားကားလေးတွေရတော့ကျွန်တော် Bestron T77 Pro တော်တော်များများ compact SUV เนาะရေပန်းစားပြီးလူကြိုက်များလာတဲ့ function ကလည်းအစုံအလင်ဖြစ်တယ်ဆရူမော်တော်တွေ poster smuggy တွေနောက်ဖုံးမော်တာတွေကြိုက်တာမေးကြိုက်တာပါဝင်တဲ့ထိုင်ကုန်လဲသားလားထိုင်ကုန်เนาะကျွန်တော်တို့ မော်တာလာစသဖြင့်ကြိုက်တာမေးကြိုက်တာတွေပါဝင်တယ်မိမိကြိုက်နေတက်တာဒါဆို DFS ကတော့နှစ်စီးလောက်ရှိမယ်နော်ဖြူရောင်ရှိမယ်အနံ့အောင်ရှိမယ်ဒါကတော့ကျွန်တော်တို့ Bastion T77 Pro ကတော့1 2 3 4နံပါတ်ထွက်ပြီးသားကားလေးတွေရမယ်ဒါနံပါတ်ထွက်ပြီးသားဒါဆိုတော့စတိလေးတွေပေါ့နော်အနံပါတ်ထွက်ပြီးသားကားလေးဆိုတော့ 9SD ရမယ် 6S ဟိုဘက်မှာရရှိမှာဖြစ်ပါတယ်နော်တစ်ချက်လောက်ကြည့်ပါဦးဒါလေးက2024 2025နောက်ဆုံး latest version ဖြစ်ပြီးတော့နောက်ဆုံး latest model လေးတွေဖြစ်ပါတယ်ခင်ဗျာကဲဒီကားလေးညာဆိုမဟုတ်ဘူး Harvey 86 Harvey 86ကိုဆိုတော့ကျွန်တော်အောက်ပိုင်းမြင်းမြင်းနဲ့เนาะအဲကျွန်တော် AKR ဆိုလဲ 1S နဲ့ရရှိမယ် Harvey ကတော့ကျွန်တော်တို့တော်တော်များများကြိုက်နေတတ်တယ် Harvey ဆိုတော့ပြီးခဲ့တဲ့အဲပြီးခဲ့တဲ့6လတစ်နှစ်လောက်ကကျွန်တော်ရောင်းတာနေเนาะဒီကားလေးရအခုနောက်ပိုင်းမှာပြန်လဲပြီးတော့ရရှိလာတဲ့ကားလေးတွေရောက်ရှိလာတဲ့ကားလေးဖြစ်တယ်ဒါကြောင့်မလို့ဒီကားလေးရရှားရတယ်เนาะနည်းနည်းလေးအဲ3000ကျော်မှာပဲရရှိမှာဖြစ်ပါတယ် 3400A အစွန်ပိုင်းမှာရရှိမဲ့ကားဖြစ်တယ် 1S နဲ့ဘကူးလိုက်စင် ်ရရှိမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ကျွန်တော်တို့မြန်မြန်လေးကျွန်တော်ပြလိုက်မယ်เนาะကားလေးကထိုးဘက်ချက်မှာလဲကားလေးရှိသေးတယ်ဂျပန်ကားလေးတွေကဆိုရင်ကျွန်တော်ပြတတ်ပြီမယ်เนาะ600ကျော်900ကျော် ကားလေးလဲရောက်ရှိနေတာဖြစ်တဲ့အတွက်လိုက်လံပြီးတော့ကြည့်ရှုပေးပါအောင်နော်ဒီဖန်860တို့ ਨੇ ကျွန်တော်သိန်း900အစွန်ပိုင်းမှာပဲရရှိမယ်ကားလေးဒီအောက်ပိုင်းမြင့်မြင့်လိုချင်တယ်ဆိုရင်ရရှိမယ်နော်ပြီးတော့ရင်ကျွန်တော်ဒီဘက်ကားလေးပြပေးမယ်နော် Volvo VA5 Volvo VA5 ဆိုတော့အောက်ပိုင်းမြင့်မြင့် AKR မြင့်မြင့်နဲ့52အဲရောင်လေးကလည်းတော်တော်လေးလှတယ်အတွင်းကမ်းမှာလည်းကျွန်တော်ဆွဲဆောင်မှုရှိတယ်အတွင်းကမ်းလည်းအဖြူရောင်လေးနဲ့နော် အတွင်းကန်းလေးကတော့ကျွန်တော်တီချာလေးကတော့မပြတတ်တော့ဘူးကားတွေကနင်းများတဲ့အတွက်အတွင်းကန်းအဖြူအောင်နဲ့တကယ်လို့ကားလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်လာရောက်ကြည့်ရှုပါကားအတိုက်ခိုက်အနာစာမရှိသေးရဲကျွန်တော်တောင်းယူထားပြီးတော့ကားလေးတွေကိုမိမိစိတ်ကြိုက်စစ်ဆေးခြင်းနဲ့ဆိုရင်လည်းကျွန်တော်ကားညနာရုံးတွေမှာချိတ်ဆက်ပြီးတော့တရားဝင်စစ်ဆေးနိုင်တယ်စစ်ဆေးနိုင်တဲ့အားတွေကိုကျွန်တော်တို့ဝန်ဆောင်မှုတွေပေးတယ်နော်အဲပြီးသွားရင်တော့ကျွန်တော် GAC GS7 နော် GAC GS7 ကားကြီးကြီးနဲ့ကျွန်တော် China brand တွေကနေမှ brand မြင့်မြင့်ပေါ့နော် GAC brand ဆိုတော့ကျွန်တော် China brand တွေမှာအမြင့်ဆုံးတော့ပြောလို့ရတယ် quality brand ပေါ့နော်ဒီလိုမျိုးကားမျိုးတွေလည်းကျွန်တော်တို့လာရောက်ပြီးတော့ကြည့်ရှုဝယ်ယူနိုင်ပါတယ်အဓိကလေးကတော့3600အဝင်းကျင်မှာရရှိမဲ့ကားလေးဖြစ်ပါတယ်နော်ဟုတ်ပြီးတော့ရင်တော့ Jetdoor XMD Jetdoor XMD ဆိုတော့3300ဝင်းကျင်မှာ Jetdoor XMD တွေကကျွန်တော်စီမှာကားလေးတွေတော်တော်များတယ်နော်အချင်းကရောင်းချထားတာအခုနောက်ပိုင်းဆိုတိတ်မရတော့ဘူးဒါဆိုတော့ခုနောက်ပိုင်း3လေးလဝင်းကျင်မှာပြန်လည်ပြီးရောက်ရှိလာတဲ့ကားလေးဖြစ်ပါတယ် Jetdoor XMD လိုချင်တယ်ဆိုရင်လည်းကျွန်တော်တို့လာရောက်ပြီးတော့ကြည့်ရှုရွေးချယ်ပြီးဝယ်ယူနိုင်တယ် Total rest ကတော့ ကျွန်တော်တို့ဒီမှာနော် total rest တစ်စီးပဲကြာတယ်နော်ဒါလေးက total rest okay ကျွန်တော်တို့ show room နံပါတ်ဒါကတော့1ပေါ့နော်အခုရောက်ရှိနေနေရာကျွန်တော်ပြသသွားတဲ့ကားလေးတွေကတော့ show room အမှတ်1ကကားလေးတွေဖြစ်ပြီးတော့ကျွန်တော်တို့ show room အမှတ်4နံပါတ်4မှာတော့ကျွန်တော်တို့ EV ကားလေးတွေရှိမယ်လုပ်ငန်းသုံးကားလေးတွေကျွန်တော်တို့လာရောက်ပြီးတော့ရွေးချယ်ဝယ်ယူနိုင်တယ်အဲကျွန်တော်တို့ပြီးသွားရင်တော့ကျွန်တော် show room အမှတ်1ကဂျပန်ကားလေးတွေဘာကားလေးရှိမလဲနော်အခုလိုမျိုးခီးသွားကား ကာလာနဲ့ကိုက်ညီမဲ့ကားလေးတွေအခုဆိုသတင်းကျွပေါ့နော်သတင်းကျွပြီးရင်ဒီဇောင်းတိုင်းစသဖြင့်ကျွန်တော်တို့ခီးတွေသွားကြမယ်ခီးသွားလာမယ်မိတ်ဆွေများအားလုံးအဆင်ပြေလွယ်ကူတာကတော့ကျွန်တော်တို့ကိုယ်တိုင်ခီးသွားတဲ့အချိန်မှာ total effort နဲ့ RFN နဲ့မြန်မာခေါ် RFN နဲ့ကျွန်တော်သွားလာလို့အဆင်ပြေတဲ့ကားလေးတွေနဲ့သွားကြတာများတယ်နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော် total RFN ဆိုတာကတော့မိသားစုတွေရှိမှ၄-၅ယောက်စီးရဲစီးတဲ့ခါကျရင်ကျွန်တော်တို့ နောက်မှာပစ္စည်းတွေပါတယ်နော်လူတယောက်မှာအနည်းဆုံး luggage ကတစ်လုံးလောက်ပါတယ် luggage တစ်လုံးလောက်ဆိုတော့အနည်းဆုံး၅ယောက်၆ယောက်ဆိုတော့ luggage က၅လုံး၆လုံးပါတယ်နော်အဲအဲ့လိုမျိုးအဆင်ပြေတယ်ကားတွေဖြစ်ပြဲဒါကြောင့်မလို့ကျွန်တော်ဘလူကားလေးတွေလိုက်ကြည့်လိုက်အောင်နော်ဟုတ်ကဲဒါတော့ရှိုးရုံအမှတ်နှစ်ရှိုးရုံအမှတ်နှစ်ကဒီမှာတချံကျော်ပေါ့နော်အတချံကျော်မှာပဲနံပါတ်1ရှိတယ်နော်ရှိုးရုံနံပါတ်1 ိုတစ်ချက်လောက်ကြည့်လိုက်မယ်နံပါတ်1မှာဘလိုကားလေးရှိလဲအဆလွန်ကားလေးရှိမယ်เนาะကျွန်တော်စန်ဒီဆလွန်ကားလေးရောက်ရှိနေတဲ့ National and Yangon license နဲ့ကျွန်တော်ဆလွန်ကားလေးအမှလိုချင်တယ်အသိန်းတစ်ထောင်အောက်မှာပဲလိုချင်တယ်အခုကအသိန်းတစ်ထောင်အောက်မှာဆလွန်ကားလေးတွေကလည်းကားကောင်းကောင်းလေးတွေ model မြင့်မြင့်အခက်ရမြင့်မြင့်တွေညာနေနဲ့ရှားပါတယ်เนาะအဲဒါကြောင့်မို့ဒါလေးတစ်ချက်ဒါလေးစည်းရှိမယ်ပြီးတော့ရင်တော့ Toyota Crown နဲ့ကလိုချင်တယ်ကျွန်တော်တို့ Toyota Crown ဆိုရင်တော့ကျွန်တော်တို့ Crown နဲ့ဆိုရင်အသိန်း600ဝန်းကျင်နဲ့ တစည်းတော့ထပ်မံပြီးရောက်ရှိနေတာဒါတော့အယောင်လေးကအနက်နက်အောင်လေးပေါ့နော်အခေယာနေတဲ့ 9C 302 ਈ နဲ့ Thaiyo Motor 4လုံးနဲ့ရရှိမှာဖြစ်ပါတယ်အဓိကလေးအပြင်ကျွန်တော်တို့ Toyota Series ရဲ့ Toyota Redis ဆိုတဲ့ကားလေးရဲ့ထပ်မံရောက်ရှိနေတယ်ဒါတော့ F10 Engine Power 1.3ရာလိုချင်တယ်သိန်း900ဝန်းကျင်လောက်မှာပဲလိုချင်တယ်ဆိုရဲမိတ်ဆွေများ900ဆွန်းဆွန်းနဲ့ရရှိမယ် Toyota Redis လေးတစ်စီးရရှိမှာဖြစ်ပါတယ်အဲပြီးတော့ရင်တော့ကျွန်တော် Toyota Alpha လေးပြလိုက်မယ်နော် Alpha လေးပြလိုက်မယ် ဟုတ်မဟုတ်ကဲဒိုတာအာရဖတ်လေးလာပြရတယ်နော်ဒိုတာအာရဖတ်ကတော့ဒီဘက်မှာ၃သီးရှိမယ်လန်ဒန်အဲရှိမယ်အီရန် ရှိမယ် F- ရှိမယ်၃သီးရှိမယ်နော်ဟာကျွန်တော်တို့ကပြီးခဲ့တဲ့သတင်းကြုံမတိုင်ခင်တော့ကျွန်တော်တို့နှစ်စီးရောင်းချထားတယ်ဒါကတော့ကျွန်တော်တို့ဒီပါပြည်သူတွေကျွန်တော်တို့အခုလိုမျိုးခီးသွွားရာဒီမှာကျွန်တော်တို့အစင်တီချုံးမွေးစွာသွာလာနိုင်စေရန်ကျွန်တော်ရည်ရွယ်ပြီးတော့ကျွန်တော်တို့ကဖြစ်ဆွတ်ထားတာဖြစ်ပါတယ် ါတွေကတော့ Akia F10 နဲ့ engine power 2.4မှာ2ဝီနဲ့ရရှိမှာဖြစ်ပြီးတော့ color code အမှန်နဲ့ color code အမှန် color code အမှန် black ဆိုလဲအမှန် white ဆိုလဲအမှန်ပဲเนาะ share လေးတွေက V share လေးတွေနဲ့သုံးသီးရရှိမယ်ဒီကားလေးတွေကတော့3000အစွန်ပိုင်းနေမှာပဲရရှိမှာဖြစ်တဲ့အတွက်3150 1200 1200 1200ဝန်းကျင်မှာကြီးပဲကားလေးတွေကเนาะရရှိမှာဖြစ်ပါတယ်ဒီကားလေးတွေလိုချင်နေဆိုရင်ကိုမိုးကားတို့မြန်မာစီမှာလာရောက်ပြီးတော့ကြီးစုဝယ်ဦးလဲပို့ retrieve ဆိုတာဖိတ်ခေါ်လိုက်ပါတယ်အဲကျွန်တော်တို့ ုံးရက်ပိတ်သွားတယ်ဆိုတော့ကျွန်တော်စီမှာဘလူကားလေးတွေရှိမလဲဆိုတာကိုမသိတဲ့မိတ်ဆွေတွေမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးပိတ်ရက်လေးတွေမှာကျွန်တော်တို့ဓာတ်ကြတဲ့မိတ်ဆွေတွေသိရှိစေရန်ဘာကားလေးတွေဝယ်လို့ရမလဲဘာကားလေးတွေအလဲထက်လို့ရမလဲဆိုတာသိရှိသွားအောင်လို့လာရောက်ပြီးတော့ပြသပေးခြင်းဖြစ်ပါတယ်အားလုံးအခုလိုကာလမှာအေဂျင့်ပြီးတော့ပျော်ရွှင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာကဲမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးခုလိုမျိုးသတင်းကြိုကာလမှာ ျော်ရွှင်မှုတွေရကြပါစေစီးပွားရေးတွေတိုးတက်ကြပါစေပွင့်လင်းရာသီဖြစ်တဲ့အတွက်စီးပွားရေးတွေတိုးတက်ပါစေဆိုတဲ့အတိတ်နမိတ်နဲ့အားလုံးတိုးတက်ဖွံ့ဖြိုးကြပါစေမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုမိုးကားအမှုပညာကားစေးစင်တာမှမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကိုစုမုံကောင်းများတောင်းလိုက်ပါတယ်ခင်ဗျာအားလုံးတက်တာရှင်လန်းချမ်းမြေ့ကြပါစေကဲနှွေးထွေးစွာဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ